မင်္ဂလာပါရှင်ခင်သစ်တယ်လီဗီရှင်းကနေဒီနေ့ကိုတင်ဆက်ပေးပါမယ်တရုတ်နေနဲ့ဖိအားပေးနိုင်တော့လဲမြမအနာဂတ်ကိုဆုံးဖြတ်နိုင်မှာမဟုတ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံရေးမဟာမိတ်စည်းလုံးမှုနဲ့တော်လိုင်းစိတ်တက်ကိုအတူတကွာဆောက်ကင်ထားခြင်းဖြင့်ပြည်ပဝင်ရောက်ဆွေးဖက်မှုကိုခံနိုင်ရှိမှာဖြစ်တယ်လို့သိရပါတယ် တရုတ်ရဲ့တီတာထင်ရှားလုံးနဲ့အဓမ္မဖီယာရီကြောင့်လာရှုမျိုးကနေပြီး MND တပ်ဖွဲ့တွေဆုတ်ခွာလိုက်ရတာကတော်လန်ကြီးအတွက်ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပြီးစိတ်ပြက်စရာကောင်းတာကအမှန်ပါဒါပေမဲ့ဒါကိုအချိုးကွေတစ်ခုဖြစ်မြင်ဖို့မတင်ပါဘူး2029ခုနှစ်ဆက်စင်ရေးကအဓိကကြတဲ့အလဲပြောင်းကြီးတစ်ခုဖြစ်ခဲ့ပြီးမယ်စစ်ကောင်စီတပ်ဖွဲ့တွေလာရှုမျိုးလေကိုအကန့်အသတ်နဲ့ပြန်ရောက်လာတာကတော့အပြောင်းလဲလို့မဆိုနိုင်ပါဘူးတာမန်ဆုတ်ယုတ်မှုတစ်ခုဆိုတာထက်မပိုပါဘူးဒီပေါ်အရန်ကြီးစန်းနာမနေတင်ပါဘူးပိုပြီးတီတီငင်းငင်းနဲ့အာယုံဆိုင်လောက်ကင်ဖို့ပဲလိုတာပါ ်စစ်ကောင်စီအသက်ဆက်ဖို့အပါဝင်မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနိုင်ငံကြီးနဲ့စီးပွားရေးတွေပေါ်မှာစစ်တပ်လွှမ်းမိုးမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်တရုတ်နိုင်ငံကအခြားသောမြန်မာအင်ဒီချင်းအာဆီယံနိုင်ငံတွေနဲ့အတူမြန်မာပြည်ရင်းကိုအားတက်တရောဝင်ရောက်ဆက်ဖက်နေကြပါတယ်။ တိုးဒီတိုင်းကျွန်တော်တို့အနေနဲ့ရှူတောင်ပေါင်းဆောင်ကနေစဉ်းစားဖို့လိုပါတယ်ဒေတာရင်းနိုင်ငံတွေကစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေအကြားစိစက်ညီနိုင်ရင်အပြစ်ခံရစိုင်းရင်နဲ့အပေးယူလုံညီနိုင်ရင်တွေကိုမြင့်တင်ဖို့ကြိုးပမ်းနေတာပါသူတို့အနေနဲ့စစ်ကောင်စီကိုစည်ရင်ရအနိုင်ရအောင်ကူညီပေးနေတာမဟုတ်ဘူးအဲ့ဒီအစားတော်လိုင်းအင်အားစုတွေကိုဖိအားပေးတာနဲ့မင်းအောင်လိုက်တဲ့စစ်တပ်ကိုမလုံပေးတာတွေကိုပေါင်းဆက်ပြီးပဋိပက္ခတွေအရှိန်ကြအောင်အပြစ်ခံရစိုင်းရင်အောင်မြင်အောင်နဲ့ညီနိုင်မှုတွေကနေတစင်တည်ငြိမ်မှုပြန်လည်ရရှိအောင်ကြိုးပမ်းနေကြပါတယ်ဒါပေမဲ့မင်းအောင်လိုက်ကစစ်ပွဲ ကိုဆက်လက်ဆင်နွှဲဖို့တန်ဋိဌာန်ချထားပြီးစစ်မှန်တဲ့အပိအယူညှိနှိုင်းမှုတွေအတွက်ပြင်ဆင်ထားတာမျိုးမရှိတာကြောင့်အဲ့ဒီဂျိုဘတ်မှုတွေကမလွဲမသွေကြာရှုံးရမှာဖြစ်ပါတယ်။ဒီစစ်ပွဲကမင်းအောင်လိုင်းအတွက်မျှော်လင့်ချက်ကင်မဲ့ပြီးမှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့စစ်ပွဲဖြစ်ပါတယ်။စစ်တပ်ကအားကောင်းမောင်းတန်အနေထားနဲ့စစ်ပွဲဆွနေနိုင်တဲ့အခြေအနေမရှိပါဘူး။ဒါပေမဲ့သူနဲ့စစ်ကောင်စီအတွက်တော့အနိုင်မရနိုင်တဲ့ကြောက်မက်ပွဲအကြမ်းဖက်နည်းနဲ့ဖျက်ဆီးခြင်းစစ်ပွဲပဲဖြစ်ပါတယ်။အားနည်းတဲ့စစ်အစိုးရတရက်ကိုနှိပ်ပြီးတော့မှထားရှိဖို့နဲ့မြောက်ပိုင်းအီယာအိုတွေကိုတင်ရောက်ရဲ့စီးပွားရေးနဲ့ပထဝ ဝီနိုင်ငံ၏အကျိုးစီးပွားတွေကိုနာခံမှုဆိုတဲ့ရည်ရွယ်ချက်နဲ့တရုတ်ဟာ PR ပေးနေတယ်လို့ဩဇာလွှမ်းမိုးမှုတွေကိုလည်းအမှန်တကယ်လှုံ့ဆော်နေပါတယ်။စစ်တပ်အုပ်ချုပ်ရေးအောက်မှာအဖွဲ့တွေကွဲနေပြီးမဲ့တည်ငြိမ်တဲ့မြန်မာနိုင်ငံဟာပေကျဲအတွက်ထိန်းချုပ်ရလွယ်ကူပြီးအမြတ်ထုတ်ဖို့လည်းလွယ်ကူမှာဖြစ်ပါတယ်။ဒါကပဲတရုတ်ရရှိနိုင်တဲ့အကျိုးအမြတ်ပဲဖြစ်ပါတယ်။ မင်းအောင်လိုင်းကစစ်တပ်ရဲ့ဝါရဖြန့်ချင်ရေးတွေမှာဟန်ပြခိုက်ပြီးနေပြီမဲ့လက်ရှိအတော်လေးအားနေနေပါပြီစစ်ကောင်စီကလည်းအတွင်းမှာအတော်ကိုလှိုင်းစားပြက်စီးယိုယွင်းနေပါပြီဒါကြောင့်မဲသူဟာသူ့ကိုသူကယ်ဖို့နဲ့အာနာကိုဆက်လက်ထိန်သိမ်းဖို့အတွက်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာနာရဲ့အရေးပါတဲ့အစိပ်ပိုင်းတွေကိုတင်ရုပ်လက်ထဲလွှဲဖို့အဆင်သင့်ဖြစ်နေတာပါဒါဝိမဲအဖြစ်ပြက်တွေကတင်ရုပ်ခင်းတဲ့လမ်းအတိုင်းမရောက်နိုင်တဲ့လို့မင်းအောင်လိုင်းလိုချင်တယ်လို့လည်းဖြစ်လာမှာမဟုတ်ပါဘူးအနည်းနဲ့မြန်တော်လိုင်းအင်အားစုတွေမဟုတ်ရင်တော့စစ်တပ်ကိုယ်တိုင်ကသူ့ကိုဖယ်ရှားပါလိမ့်မယ်မင်းအောင်လိုင်းကတိတ်ခါ လည်းမရှိဖြင်းကလည်းဖြင်းစိတ်ကူးရင်စမ်းသူဖြစ်ပြီးအနိုင်မရနိုင်တဲ့စစ်ပွဲကိုတိုက်ခိုက်နေတဲ့ပြည်စည်းယုံညွနေတဲ့အာဏာရှင်စနစ်ကိုဦးဆောင်နေသူသားဖြစ်ပါရင်တရုတ်ဟာမြန်မာနိုင်ငံရဲ့လက်ရှိတော်လှန်ရေးလက်ကိုလွှမ်းမိုးဖို့အတွက်ဩဇာရောအကျိုးစီးပွားပါနှစ်ခုစလုံးရှိတဲ့တခုတည်းသောပြည်ပနိုင်ငံဆိုတာအမှန်ပါဟုတ်ပါတယ်တရုတ်ဟာချင်းချောက်မှုကြီးတစ်ခုဖြစ်ရှိနေပါသေးတယ်အထူးသဖြင့်တရုတ်ဟာအာနယ်ပြည်သူကိုမှီကိုနေရတဲ့စစ်တပ်ထောက်ခံပြုဗဟုအာဏာချုပ်ကင်သူတွေကနေတဆင်မြန်မာနိုင်ငံကိုစီးပွားရေးရောနိုင်ငံရေးရပါစိုးမိုးချေလဲဖို့ကြိုးပမ်းနေတဲ့ကိုလိုနီလ က်သင်းအာနာရှင်နိုင်ငံအဖြစ်ဆက်လက်ပြုမူနေပါတယ်။ ဒါပေမဲ့လည်းတော်လိုင်းအင်အားစုတွေကဒီအရွေးကိုနားလည်ကြပါတယ်တရုတ်ရဲ့ဖိအားကိုတခါတရံခေါင်းငုံခံခဲ့ရပေမဲ့လည်းသူတို့ရဲ့လွတ်မြောက်ရေးတပ်ပွဲကိုတော့ဘေကျင်းရဲ့အစီအစဉ်မှာအညံ့မခံလို့ကြပါဘူးတရုတ်နေနဲ့အဖြစ်ပြက်တွေကိုလွှမ်းမိုးနိုင်ပေမဲ့ရလက်ကိုတော့အဆုံးဖြတ်မပေးနိုင်ပါဘူးတနိဋ္ဌန်ချထားတဲ့လွတ်မြောက်ရေးကြိုးပမ်းမှုတွေကအင်အားကြီးတဲ့ပြည်ပရောင်းဝင်ရောက်ဆက်ဖက်မှုတွေကိုအနိုင်ယူတယ်ဆိုတာကိုတမိုင်းကတက်တည်ပြပြီးဖြစ်ပါတယ်လာရှုမျိုးကနေကိုကန့်တက်တွေတစ်စိတ်တစ်ပိုင်းဆုတ်ခွာသွားတဲ့ပတ်သက်လို့ DNL ဘက်ကိုဖိအားတွေပို့ရောက်လာမှာအမှန်ပါအဲ့ဒီဖိအားတွေရဲ့အောက်မှာ DNL နယ်အနေနဲ့နီးပြူဟာပိုင်းရာစုခွာမှုတချို့ပြုလုပ်နိုင်ကောင်းလုပ်နိုင်သလိုမလုပ်နိုင်တာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့မြန်မာလူထုရဲ့လွတ်လပ်ရေးတိုက်ပွဲလမ်းကြောင်းပေါ်တရုတ်ဝင်ရောက်ဆက်ဖက်မှုရဲ့အကျိုးသက်ရောက်မှုကလက်ရှိကိုကန်တန်ရဲ့လောက်ရက်တွေပေါ်ဒါမှမဟုတ်တအောင်တက်ကိုတရုတ်နဲ့စစ်ကောင်စီကဘလောက်ဖိအားပေးမလဲဆိုတဲ့ပေါ်မှာမူတည်မှုနည်းလာပါတယ်။ကိုကန်တန်အနေနဲ့တရုတ်ဖိအားပေးစီခိုင်းမှုအောက်မှာရှာသလောက်အနည်းဆုံးကိုပဲလိုင်းလုပ်ပွဲရှိသလိုတရုတ်နယ်လီကလည်းဖြစ်နိုင်သမျှနီလန်းအလုံးနဲ့ဖိအားကိုခုခံကအနည်းဆုံးလိုက်ရောပေးရဖို့ကိုတက်နိုင်သလောက်အသီးသီးလို ပ်သွားပါပြီမယ်။အဓိကမိကွန်းကရှမ်းမြောင်မှာတရုတ်ပါလုံးနေလဲဆိုတာမဟုတ်ပဲမြန်မာပြည်ရဲ့တခြားနေရာတွေမှာဘာရီဖြစ်ပျက်နေရလဲဆိုတာပါ။မြောက်ပိုင်းအီယာအိုတွေပေါ်ဖီယာတွေကနိုင်ငံအတွင်းအခြားနေရာတွေမှာတော်လိုင်းကြီးလှုပ်ရှားမှုတွေပြူဟာမြောက်တိုးလာမှုကြောင့်တက်တာရရနိုင်ပါတယ်။ လက်ရှိအရေးကြီးတဲ့အချက်ကဆေအာနာရှင်ဆန့်ကျင်ရေးလွတ်မြောက်ရေးကြိုးပမ်းမှုမှာအဓိကကြတဲ့ NUG PDN တက်တွေ K3C မဟာမိတ်ဖွဲ့နဲ့ A တို့အနေနဲ့၎င်းတို့နိုင်ငံရေးညီညွတ်မှုကိုထိန်းသိမ်းထားနိုင်ပြီးစစ်ကောင်စီပေါ်စီရေးဖီအားရေးဆက်ပြီးလာနိုင်မလားဆိုတာပါပဲတကယ်လို့ဒီလိုအဓိကဖွဲ့တွေကနိုင်ငံရေးရာအတူတကောလက်တွဲပူးပေါင်းပြီးမဟာမိတ်အင်အားစုဖြင့်ဆက်လက်တော်လှန်သွားရင်တရုတ်ရဲ့ရည်မှန်းချက်တွေအောင်မြင်လာမှာမဟုတ်ပါဘူးကိုကန်ကလူမျိုးစုအရာတရုတ်နိုင်ငံများဖြစ်ကြပြီး၎င်းတို့ရဲ့စီရေးနဲ့စီးပွားရေးရှင်သန်မှုအတွက်တရုတ်ပေါ်အတော်လေးမြှိကိုအားထ ချမ်းနေရတယ်ဆိုတဲ့အရှိတရားကိုလက်ခံရမှာပါတရုတ်နေနဲ့တခြားလူမျိုးစုလက်နက်ကင်ဖွဲ့တွေပေါ်အလားတူနေပြူဟာမျိုးလုံနိုင်လောက်ပြီမဲ့ကိုကတ် MND ပေါ်လွှမ်းမိုးနိုင်တယ်လို့သူတို့တွေကိုလွှမ်းမိုးနိုင်မှာမဟုတ်ပါဘူး TNL နဲ့ KYA တို့အတွက်တရုတ်ဖျားအောင်မှာရှီမန်းချက်အောင်မြင်အောင်မြင် လှုပ်ရှားဆောင်ရွက်ဖို့မလွယ်ကူသေးပေမယ့်ဆရာအာနာရှင်စနစ်ကိုဖယ်ရှားဖို့အတွက်ပုံမူကျေပြန့်တဲ့တော်လိုင်းလှုပ်ရှားမှုနဲ့လိုင်းရုံးညီထွေဖြစ်တဲ့၎င်းတို့ကိုပိုင်လွမြောက်ရင်အစီအစဉ်တွင်အောင်မြင်အောင်တော့တနိုင်သလားလှုပ်သွားကြမှာပါတရုတ်ဖီယာကိုဘယ်လောက်ထိန်းထားနိုင်မလဲဆိုတာကအကြံနဲ့မြန်မာနိုင်ငံတဝန်းကဖွံ့ဖြိုးတိုးတက်မှုတွေဘယ်လောက်ဖြစ်မလဲဆိုတဲ့အပေါ်မှာများစွာမူတည်ပါတယ်ဒေဂျာပေါင်းတရုတ်ဟာအေအေကိုဖီယာပေးဖို့ကြိုးစားနေတယ်လို့နောက်ွယ်ကလှုပ်ဆောင်ပြီးနေတယ်ဆိုတာကလည်းအမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ MNDA ပေါ်လွှမ်းမိုးနိုင်သလားသူအနေနဲ့အင်းပေါ်လွှမ်းမိုးနိုင်လိမ့်မှာမဟုတ်ပါဘူး လက်ရှိမှာအိန္ဒိယကဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုတိတိတသာထိန်းချုပ်ထားပြီးအိန္ဒိယနယ်စပ်နဲ့လည်းနီးကပ်နေတာဖြစ်ပါတယ်ကိုကန့်လို့တရုတ်ကတုံတဲ့နီးပြူဟာကအေးအေးပေါ်မှာအလုတ်ဖြစ်မှာမဟုတ်ပါဘူးအေးဟာဘီဝါမြောက်နေထားမှာရှိနေပြီးနေမြေစုံမွေးအာကောင်းတဲ့အမျိုးသားရေးလက္ခဏာနဲ့လူမှုထောက်ခံမှုဘင်္ဂလားဒေ့ရှ်နယ်စပ်အိန္ဒိယရဲ့ကလတန်စီမံကိန်းအတွက်အရေးပါတဲ့လမ်းကြောင်းတွေစတဲ့ဘီဝါမြောက်အရင်းမြစ်တွေကိုထိန်းချုပ်ထားသလိုရခိုင်ပြည်နယ်ကတရုတ်ရဲ့မဟာဘီဝါမြောက်အကျိုးစီးပွားတွေပေါ်မှာလည်းထိရောက်လွှမ်းမိုးမှုရှိပါတယ် တရုတ်ကဒါကြောင့်ပဲ MNDA နဲ့အလားတူညီတိုင်းအေကိုအနိုင်ကျင့်လို့မရပါဘူးညီကုန်းချုပ်နေတဲ့အကြံပြုအရင်းလာရှုမျိုးရဲ့ဆုံးယုံမှုပေါ်အရင်ကြီးဇက်နာ အပြမိအောင်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးအာယုံဆိုင်ဖို့ပါပဲလူမျိုးစုတိုင်းရင်းသားတွေအပါအဝင်မြန်မာပြည်သူလူထုတွေကရက်ဆက်ကြမ်းကြုတ်တဲ့ဆေးအုပ်ချုပ်ရေးကနေလူမျိုးဖို့အတွက်လွန်ခဲ့တဲ့လေးနှစ်ခွဲအတွင်းအထင်ကြီးလောက်စရာတန်နေထံမျိုးသူရဲကောင်းဆန်မှုမျိုးနဲ့ကြီးမားတဲ့နစ်နာခံမှုမျိုးတွေနဲ့တူလက်တွေ့ကြတဲ့အခွင့်အရေးတစ်ခုစီချင်းကပ်လို့လာခဲ့ပါပြီသမိုင်းဝင်အောင်မြင်မှုတစ်ခုရဲ့လက်တကမ်းလိုမှရောင်းနေပြီလည်းဖြစ်ပါတယ်မြန်မာပြည်သူတွေအနေနဲ့အပြစ်ခံရဆိုင်ရေးသဘောတူညီချက်အတူတွေအတူရောင်းရွှေကောက်ပွဲတွေနဲ့မြန်မာနိုင်ငံကိုတရုတ်လက်သေးကိုလိုနီအောက်ကလွှမ်းမိုးချေလဲကံပြည်နေ င်အဖြစ်အသွင်ပြမှုတွေကိုခေါင်းငုံလက်ခံနေမယ့်အစားရီမန်းချက်အောင်မြင်တဲ့အထိနိုင်ငံရေးမဟာမိတ်ပြုမှုတွေနဲ့စည်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်ထိန်းသိမ်းခြင်းမျိုးနဲ့အဆုံးစုံရှောင်လန်းရမှာဖြစ်ပါတယ်ဟုတ်ပါတယ်တရုတ်နဲ့အိနီးချင်းနိုင်ငံတွေရဲ့ဝင်ရောက်မှွေနှောက်ဆက်ဖက်မှုကဒေါ်လာရင်းကိုပိုမိုခက်ခဲရှိကြစေပါတယ်။ဒါပေမဲ့ဒါဟာလူမျိုးရင်းမဖြစ်နိုင်တော့တဲ့ဒီလုံနိုင်စွမ်းကမတက်နိုင်မှဘူးလို့យីတာထားပါတယ်။ ဆက်လက်ပြီးပြောပွဲမှာစကောင်စီတပ်သားများလိုက်ပါလာတဲ့ဆိုင်ကယ်6စီးကိုတိုက်ခိုက်မှုရင်းနှီးအသေးဆုံးနဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြောပွဲမြို့နယ်မှာအကြံဘတ်စကောင်စီတပ်သားများလိုက်ပါလာတဲ့ဆိုင်ကယ်6စီးကိုတိုက်ခိုက်ရာရင်းနှီးအသေးဆုံးခဲ့ကြောင်းတိုက်ထောင်ပြည်သူတော်လှန်ရေးအစုအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ April 29ရက်နေ့မနက်10:00နာရီကပျော်ပွဲမြို့နယ်ပြည်ပြည်ရှိအုပ်စုပြည်ပြည်ရှိကျင်းရွာအနောက်ဘက်မှာညောင်ကုန်းဘက်မှဆိုင်ကယ်6စီးနဲ့တက်လာတဲ့အကြံဘတ်စကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာရင်းနှီးအသေးဆုံးခဲ့ကြောင်းသိရပါရယ်။စစ်ခွေးရီ က်ကပြန်လဲပြစ်ခတ်တာတွေရှိရဲ့ဖြစ်ပြီးတဲ့ရှာခါရီတရွတ်တိုက်ဆွဲပြီးပြန်ဆုတ်သွားတယ် ။ဆွဲပြီးပြန်ဆုပ်သွားတာသူတို့ကောင်းနေကြလို့ပြန်ဆုပ်သွားတယ်ထင်တယ်လို့တိုက်တောင်းပြည်သူတော်လိုင်းအင်အားစုဖွဲ့မှတာဝန်ရှိသူတန်ဦးကပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းစံဖက်စစ်ကောင်စီဘက်မှရဲနဲ့ဦးတည်ဆောင်ပြီးတည်ဆောင်သွားတဲ့စစ်သားလောင်းတွေကိုတရုတ်တိုင်ဆွဲသွားပြီးတော်လိုင်းရဲဘော်တွေအနေနဲ့ထိခိုက်မှုရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါရယ်။အဆိုပါတိုက်ခိုက်မှုကိုရှမဲတင်းခန့်ပြောဝဲမျိုးနဲ့တိုက်တောင်းပြည်သူကာကွယ်ရေးတာစီပါဟဖပြောပွဲလူငယ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။